ချေတော့အခုဒီကောင်လေးပေါ့နော်ဒီကောင်လေးကကြတော့ဟိုဒီစစ်တက်နေရကြတော့ဂျေးစစ်တက်နေပဲဒါပေမဲ့ဒီကောင်လေးကတမြှဟူဒီတွေမြင်ဘူးတယ်နော်ဟို export ထဲတွေတော်တော်များများမှာသုံးတယ်အာဟူဒီအပေါ်ဟူဒီဆိုတာခေါင်းဆောင်နေပေါ့နော်အဲအဒီမှာလည်းတော်တော်များများသုံးတယ်အာတချို့တွေကြတော့စက်ကတ်တွေဘောင်းမီတွေမှာအလားအနေနဲ့သုံးကြရများတယ်အဲကြောင့်မလို့ဒီစစ်တက်နေလဲတမီးတို့ဟိုကျွမ်းနေမှာရမယ်ပေါ့နော် okay ဟုတ်ပြီအဲဆိုရင်ဒီစစ်တက်နေလေးကိုချေတင်ပေးမယ်ဒီစစ်ကကြတော့အခုဒီမှာပေါ့ဂျေးစစ်နော်ကိုဟိုကိုကြိုက်တဲ့ site ပေါ့နော်ဒီဒီတောင် ထီကောင်းလေးသွားလို့ရတယ်အဲ့တော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုတက်မဲ့နေရာနော်ကိုတက်မဲ့နေရာကဆိုပါစို့အလဲစင်တာမှာတက်ချင်တယ်ဆိုရင် ခြေလို့အခုဒီမှာအလဲစင်တာလေးရှိမှာပေါ့နော်ဒါမှမဟုတ်မီးဘူးလေးချိုးထားလိုက်ပေါ့ ်နော်အဲ့ဒီသူ့ရဲ့အလဲစင်တာလေးရှိမယ်နော်အဲ့ဒီအလဲစင်တာမြင်းလေးရှိမယ်အဲ့ဒီအလဲဒါပိတ်စားမှလှဖတ်ပေါ့နော်မှလှဖတ်မှာဆိုလို့ရှိရင်အချက်ကိုဘာလုပ်ထားမလဲဆိုတော့လဟောပေါ့ဟိုဟာသူ့ရဲ့ဈေးအပြားဆိုင်လာပေါ့နော်ဈေးအပြားဆိုင်လာမြင်နေနော်သူ့ရဲ့ဈေးအပြားဆိုင်လာသူထက်နည်းနည်းကြီးလဲရကွက်တီးဆိုလဲရနော်ပြီးတော့အရှေ့ရကြတော့သူ့ရဲ့ဈက်တွေ့ရနော်သူ့ရဲ့ဈင်းနဲ့ဒီကောင်ရဲ့အဆုံး ။နောက်အဲ့အလေးကိုဖြတ်လိုက်မယ်။ဖြတ်ပြီးသားလို့ရှိရင်ခြေဝါအဲ့သူ့ရဲ့မလားဖတ်ချမ်းမှာသူ့ရဲ့အလဲစင်သားနေခွပြီးတော့ဒီလိုလေးကတ်ထားလိုက်မယ်။ဘာလို့ဒီလိုကတ်လဲဆိုရင်အဲ့ဈေးရဲ့ weight ကိုခံနိုင်အောင်ပေါ့နော်။အဲ့တော့ခြေတော်ကူဒီကောင်လေးကိုခြေတော်ကူဒီမှာကတ်လိုက်။ကြမ်းမနာဒီထီလေးโอเคဟုတ်ပြီအဲ့ဒါပြီးသားလို့ရှင်ချဲ့ကိုဒီမှာဒီဟာသူခောက်ရိုးနော်သူရဲ့ဒီဘက်အလဲပေါ့နော်ဒါသူတက်မဲ့နေရနော်တက်မဲ့အလဲစင်တာ line လေးရှိတယ် ရောအခုဒီဟာဒီကောင်လေးနော်ဒီခေါင်းလိုင်းလေးရရင်ခြေကမြင်းလေးဆွဲထားလိုက်မယ်နော် မြင်းလေးဆွဲထားလိုက်မယ်ရမယ်နော်သူရဲ့ DT လေး DT လေးမြင်းလေးဆွဲထားလိုက်မယ်ပြီးတော့လို့ရှိရင်ဒီဟာကပုံမှန်အတိုင်းလေးပဲခြေတို့အပေါ်မှာဘယ်လောက်ရှိရလဲချုပ်စာ 1cm ကရှိပြီးသားပေါ့နော်အဲ့တော့ခြေတို့အခုဒီလိုပုံစံလေးတက်မှာနော်အဲ့ဒီလိုပုံစံလေးတက်လိုက်လို့ရှိရင်ဈေးဈေးခေါင်းတွေ့ရနော်ဈေးခေါင်းကနောက်ဆုံးဒီလိုပုံစံလေးဒီအပေါ်မှာဖြစ်နေရမှာဟုတ်တယ်နော်အဲ့တော့အဲ့ဒီချိန်ဒီခေါင်းကလည်းဘာဖြစ်နေရမလဲဆိုတော့အလှပေါ့နော်အလှဖြစ်နေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီမှာတစ်ချက်ကြည့်ပေးနော်ဒီခေါင်းနေရမှာ အခုဒီလိုပုံစံလေးနေရာမှာခြေဘာဒီလိုလေးမှောက်လိုက်မှာပေါ့နော်အဲဆိုရင်ခြေကုတ်ဒီမှာမှတ်ခဲလေးနဲ့မှတ်မယ်နော်နော်โอเคဟုတ်ပြီအဲဆိုလို့ရှိရင်အခုဒီမှာတစ်ချက်ကြည့်ပြီနော်ခြေလိုအခုဒီမှာစားချုပ်မယ်ဆိုအခုဒီမှာကြည့်နော်အခုဒီလိုပုံစံလေးကနေခြေဘာစားချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်လေးကိုခြေကုတ်ဒီလိုပုံစံလေးတွားလိုက်တယ်စေခေါင်းကအခုဒီအပေါ်မှာနော်အခုစားချုပ်တော့မယ်ဆိုရင်ဒီမှာခြေလိုချုပ်စာမြင်းလေးရှိတယ်အဲ့ဒီကောင်နဲ့ဒီချုပ်ရိုးလိုင်းကစေခေါင်းထိတ်လေးတွေ့လားနော်အဲ့ဒီကောင်လေးနဲ့ကိုဒီမှာကြည့်မာကင်လေးတေချာဒီလိုလေးမှတ်ချထားလိုက် ရမယ်နော်ဒီကောင်လေးနော်ဒီကောင်လေးဒီလိုမှတ်ချထားပြီးတော့ရင် သူ့ရဲ့ဒီနေရာတွေ့လားသူ့ရဲ့ဒီနေရာတွေကနေလဲခြေကမာကင်လေးဒီလိုမှတ်ထားလိုက်တယ်ရမယ်နော်โอเคဟုတ်ပြီအားဆိုရင်ခြေတို့ကအခုသူ့ရဲ့ဒီနေရာထိရပြီဆိုရင်သူ့ရဲ့ဒီနေရာသူ့ရဲ့ဒီပေါ့ဒီဒီနေရာလေးမြင်တယ်နော်ပိတ်စမှာလဲခြေတို့အိမ်မှာမာကင်လေးတစ်ခုမှတ်ပြီးတော့ထားလိုက်မယ်ဒီလိုလေး ရမယ်နော်ဒီထိလေး Okay ဟုတ်ပြီအဲဆိုခြေဝါအခုဒီလိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်လို့ဒီလိုကြီးသွားတက်ရင်ခြေဝါဘာဖြစ်နေမှာလဲဟိုအစ်စ်မပြေဘူးလေနော်မပြေဘူးဆိုတော့အခုဒီမှာတစ်ချက်ကြည့်ပြီဒီကနေဒီထိနော်ဒီမှာချက် marking လေးမြင်းလေးမှတ်ထားပြီနော် Okay ဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှင်ခြေဝါဘာလုပ်မလဲဆိုတော့အဲ့မြင်းလေးရနေအပေါ်ကို1 cm 1 cm မှတ်လိုက်ပြီနော်မှတ်လိုက်ပြီနော်မှတ်ပြီးသားလို့ရှိရင်အဲ့1 cm အထိကိုခြေဘာလုပ်မလဲဆိုတော့ကက်ကြီးလေးနဲ့ညှက် ဒီအဆင့်ထိရမယ်နော်ဒီဒီလိုလေး꿰ပါမယ်နော်꿰သွားတော့မှအခုခြေက zip ခေါင်းမှာအခုဒီပေါ်မှာနော်ဒါလို့တတ်မယ်ဆိုတဲ့အချိန်ကြာရင်အခုခြေကဒီလိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုပါစို့နော်ဒီလိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တတ်ရင်ဒီကောင်သေးချကြည့်နော်ဒီကောင်ကိုဒီလိုမှောက်ပါစေကိုပြောင်းပြန်မှောက်ကမယ်နော်မှောက်ပြီးတော့သူ့ရဲ့ဒီအစွမ်းကနေတက်ကမယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ချက်အခုဒီမှာဒီလိုလေးပြန်ဆွဲမယ်ပြန်ဆွဲပြီးရင်ဒီခုဒီမှာမြင်ရရနော်သူ့ရဲ့ဒီစစ်ကောင် တန်ကောင်းတဲ့ထိပ်ပေါ်မှာမြင်းလေးဆွဲမယ်။နောက်အဲ့ဒီမြင်းနဲ့အခုဒီမှာခြေလို့ချုပ်စာမြင်းနဲ့ကွက်တီဖြစ်က ဘယ်အထိချုပ်လာမလဲဆိုရင်သူ့ရဲ့ဒီတန်ကောင်းရဲ့ဒီအောက်လေးနော်ဒီနားမှာလည်းခြေလို marking လေးမှတ်ထားရတွေ့ရနော်အဲ့တော့ခြေလို့အခုဒီမှာတချမ်းပီလေးနဲ့ချုပ်မယ်တချမ်းပီလေးကိုမှတချမ်းပီမှာခြေပြောပြီးသားဘယ်ညာရှိရဲ့ပေါ့နော်အဲ့တော့ခြေဝဒီစေရိုးရဲ့ဖတ်မှာအပေါက်ရှိတဲ့ဖတ်လေးနဲ့ချုပ်သွားမယ်နော်အဲ့ဒါကပို့ပြီးတော့လွယ်တယ်နော်โอเคဟုတ်ပြီအဲ့ဆိုဒီကနေစပြီးတော့ချုပ်သွားမယ်ဒီဒီမြင်းလေးပေါ့နော်ဒီကောင်နဲ့ဒီကောင်လေးနဲ့ကွက်တီထားသူ့ရဲ့တချမ်းပီလေးနဲ့ခြေလို့ချုပ်သွားမယ်ပြီးတော့ရင်သူ့ရဲ့အခုဆွဲထားတဲ့မြင်းလေးနားရောက်အဆိုင်မယ်အဲ့ဒီချိန်ကြမှာအဲ့ဒီစိုက်ထားတဲ့နေ ာနာနဲ့ကက်ကြီးလေးတောက်မယ်ပြီးရင်ဒီကောင်ဒီလိုလေးပြန်ပြီးတော့လှဲ့မယ်မြင်တယ်နော်အဲဒီကောင်လေးကိုဒီထိချုပ်လာမယ် S ထောက်မယ်ဒီဘက်ကိုလည်းကက်ကြီးတောက်မယ်တောက်ပြီးသွားရင်ဇစ်လေးကိုဒီလိုလေးလှဲ့မယ်ဒီလိုလေးလာမယ်ချမ်းမလားနော်โอเคခြေလိုဖြည်းဖြည်းလေးချုပ်ပြပေးမယ်တေချာကြည့် ကဲဟုတ်ပြီအားဆိုရင်သူ့ရဲ့ဒီဘက်ချမ်းမှာကြာတော့ခြေဘက်ကိုဒီလိုလေးကြံလာပေါ့နော်အဲ့ဒါကိုဒီနေရာလေးကိုတချို့တွေကပိုက်ပင်နော်လုံးကုတ်လေးကုတ်လည်းရတယ်ဒါမှမဟုတ်ဓာတ်ဆက်လေးလိုက်လည်းရတယ်ဒါကိုကြိုက်တာ